မြင်းမြင့်နဲ့ညီဘူးတဲ့နမည်သုံးလုံးနဲ့မင်းသမီးကိုတတိပေးလိုက်တဲ့ဒိုက်တာပြင်းတရားလောကကြီးမှာအိမ်အောင်ရင်အောင်မီလင်းနာအနေနီးလို့နီးစက်တာတွေကဖြစ်လေဖြစ်တာရှိတဲ့သဘောတရားသဘာဝတွေပါဒီလိုမျိုးနောင်မီလင်းတဲ့ဖြစ်စဉ်တွေကတာမန်သူတွေကြားထဲမှာတွေမကပါဘူးပရိသတ်တွေလေးစားအားကြရတဲ့အမှုပညာရှင်တွေကြားထဲမှာပါရှိနေတာဖြစ်ပါတယ်။အထူးသဖြင့်နေမေကြီးပင်သားနဲ့မင်းသမီးတွေဒရိုက်တာနဲ့ မင်းသမီးတွေစာရေးနုပညာရှင်တွေနောက်မင်းလိမှုတွေအိမ်တော်ရေးကိစ္စရှုပ်ရှင်းတွေကြားထဲမှာပြောမကုန်များပြတာပါ။ဒါပေမဲ့ဒီလိုကိစ္စတွေဟာအရင်တုန်းကဆိုရင်ပရိသတ်တွေကြားထဲကိုပြန့်နှံ့တာမျိုးကသိမရှိပါဘူး။ဒါပေမဲ့လေခုအင်တာနက်ခေတ်မှာတော့သတင်းတွေကဟုတ်တဲ့သတင်းတွေရောကောလာဟလသတင်းတွေပါပြန့်နှံ့လာတာများပါလိမ့်။အခုခါမှလည်းနာမည်ကြီးထိတဲ့မင်းသားတယောက်နဲ့အိမ်တော်ရေးနောက်မင်းလိခဲ့တဲ့နာမည်သုံးလုံးနဲ့မင်းသမီးရဲ့အကြောင်းကအင်တာနက်မှာပြန့်နှံ့လာပါပြီ။ ဒီအကြောင်းကိုစတင်ပြောခဲ့တာကနမေကြီးဒေတာပြေးတရားပါဒေတာပြေးတရားဆိုတာကတော့အာမြင်နဲ့ရုပ်ရှင်နဲ့ဗီဒီယိုဇာတ်ကားများစွာကိုရှိုက်ကူးခဲ့တဲ့နမေကြီးဒေတာတရားပါဒေတာပြေးတရားကအခုလိုမျိုးနမေကြီးဒေတာတရားဖြစ်တာနဲ့ရင်သူနဲ့တွဲမြိုက်ဖို့တဲ့ မြန်မာရုပ်ရှင်လောကကမိသားမင်းသမီးဇက်ပိုဇက်ရံတွေကလည်းခေရှားရှားပါပဲဒီလိုမြန်မာရုပ်ရှင်လောကသားတိုင်ဝိုင်းတစ်ခုလုံးနဲ့ပတ်သက်ဆက်နွယ်အလုပ်လုပ်ခဲ့တဲ့ဒေါက်တာပြေဟိတရာကအခုလက်ရှိချိန်မှာမြန်မာနိုင်ငံကနေထွက်ခွာသွားပြီးအမေရိကန်မှာပြောင်းရွှေ့ချေချနေပါပြီဒီလိုအမေရိကန်ကိုရောက်ရှိသွားတဲ့ဒေါက်တာပြေဟိတရာတယောက်အင်တာနက်ကနေမြန်မာရုပ်ရှင်လောကသားတွေရဲ့လူတွေမသိသေးတဲ့အတွင်းရေးတွေကိုပရိသတ်တွေတရားပြောပြနေကြတာပါဒေါက်တာပြေဟိတရာကမကောင်းတဲ့မိသားမင်းသမီးတွေရဲ့ကျင့်စရိုက်တွေကိုပရိသတ်တွေတရားချပြသွားမှာဖြစ်တယ်လို့ကောင်းတဲ့မိသားမင်းသမီးတွေရဲ့ ကုန်းကိုလည်းဖုတ်ထုတ်ချီးကျူးသွားမှာဖြစ်ကြောင်းပုပ်ပွင့်လင်းလင်းကြညာထားတာပါဒီလိုချပြတဲ့ရွေးချက်ကတော့အောက်ဖဲလန်နာမဟုတ်ဘဲအချို့မင်းသားမင်းသမီးတွေကငါတို့ကိုပြိတ္တတရားအားပေးနေတယ်ဆိုပြီးအနုပညာလောကမှာထင်ရဆိုင်နေကြတာကိုမမြင်ချင်လို့သူတို့ရဲ့ကျင့်စရိုက်ဆိုးတွေကိုပြိတ္တတွေတရားချပြပေးတာလို့ဆိုပါတယ်ဒေါက်တာပြင်းတရားကစောပိုင်းမှာတော့မြန်မာနိုင်ငံရဲ့အောင်မြင်ဆုံးမင်းသားတစ်လက်ဖြစ်တဲ့မြင့်မြင့်ရဲ့မကောင်းတဲ့ကျင့်စရိုက်တွေကိုလူတွေသိအောင်ဖွင့်ချပြပေးနေတိုးပေါ်ကိုတော့ချီးကျူးပြောဆိုထားခဲ့တာပါ အခုခါမှာလဲဒေါက်တာပြေးတရားကနမေကြီးမိသားတယောက်နဲ့နာမည်လင်းပူတဲ့မိသမီးတယောက်ကိုပြောလာတာပါအဆိုပါမိသမီးဟာရွှေဆိုင်စီဆိုင်ပရိုမိုးရှင်းပွဲတွေတက်လေရှိသူတူဦးဖြစ်ပြီးတော့ပြီးခဲ့တဲ့ရှစ်ပိုင်းကဆိုပရိသတ်တယောက်နဲ့လူမြင်မကောင်းအောင်တွဲကားလို့လူတွေဝေဖန်ခံကြရပါသေးတယ်ဒီလိုဝေဖန်ခံရတဲ့ပုံမှာလဲအဆိုပါနမေသုံးလုံးနဲ့မိသမီးက ူမဟာငါးပါးသီလလုံးသူဖြစ်ကြောင်းပြောလာတာပါဒီခါမှာတော့ဒေါက်တာပြေးတရားကအစိုးရမင်းသမီးဟာနမဲကြီးမြန်မာနိုင်ငံရဲ့ထိတဲမင်းသားတယောက်နဲ့နောင်မင်းနီဇလန်ဖြစ်ဖို့ကြောင့်ဒါအိုကြီးကြီးကျယ်ကျယ်ငါးပါးသီလလုံးတယ်ဆိုပြီးတော့မပြောသင့်ဘူးလို့ပြောတာပါဒါပြင်ဒေါက်တာပြေးတရားကဒီချက်ပို့ပြီးတော့လွန်ကဲလာရင်တော့အစိုးရမင်းသမီးရဲ့နမဲတိကျကိုပြိဋ္ဌတ်တွေတရားချပြလိုက်မယ်လို့လည်းပြောလာပါတယ်ဒီလိုတတိပေးစကားပြောရတာကလည်းအစိုးရမင်းသမီးကိုချစ်ချင်းမုန်းချင်းမရှိဘူးလို့ဆိုပါတယ်ဒေါက်တာပြေးတရားကရုပ်ရှင်လောကကိုတိုးတက်စေချင်ပြီးအနုပညာလောကမှာပြိဋ္ဌတ်တွေလေးစားချစ်ခင်ရတဲ့ ယ်လူပညာရှင်တွေအနေနဲ့အမှန်တကယ်ပြည်သက်တွေအားပေးထိုက်တဲ့သူတွေဖြစ်အောင်ကိုကျင့်တရားကောင်းဖို့လိုအပ်ကြောင်းအနုပညာလောကမှာဖောက်ပြန်မှုတွေလူမှုရေးရှုပ်ရှင်တွေမရှိသင့်ဘူးလို့လည်းဒေါက်တာပြေးတရားကပြောလာတာပါပြည်သက်တွေကတော့ဒေါက်တာပြေးတရားပြောတဲ့မင်းသားနဲ့မင်းသမီးကဘာတွေဆိုတာသိချင်ကြတာပါအရင်တစ်ခါတော့ကတော့ဒေါက်တာပြေးတရားကမြင်များနမဲတလုံးနဲ့မင်းသမီးနဲ့ညီဖို့ကြပြောတာမလို့မင်းသားမြင့်မြတ်ဖြစ်ဖို့များပြီးတော့မင်းသမီးကိုတော့ဖော်ထုတ်မရဖြစ်နေကြစေဖြစ်ပါတယ်အခုကြည့်နေကြတဲ့ပြည်သက်တွေကရောမြင့်မြတ်နဲ့ညီတာဘယ်မင်းသမီးလဲဆိုတာပြောသွားပေးပါဦးရှင်